မင်္ဂလာပါပြည်သက်ကြည့်လို့ရေဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့နမဲကြီးတယောက်ဆောင်တွင်နဲ့မောင်နှမသားချင်းတော်ဆက်ပင်မယ်အကူအမတွေလောက်အစွမ်းမထက်လို့နမဲမကြီးခဲ့သူများအကြောင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့အနေနဲ့နိုင်ငံကျော်တယောက်ဆောင်တွေအဆိုတော်တွေနဲ့ဆွေမျိုးသားချင်းတော်ဆက်ရတာကံကောင်းတယ်အမှုပညာလောကကိုအလွယ်လေးဝင်လွှမ်းရမယ်လို့ထင်ခဲ့မှာပါဒါပေမဲ့ဒီလူတွေကတော့သူတို့ရဲ့နမဲကြီးအကူအမတွေလောက်တယောက်ဆောင်မကောင်းလို့ဒါမှမဟုတ်စမ်းမပါခဲ့တာကြောင့်အမှုပညာလောကမှာဖန်အင်အားမရှိခဲ့ရှာပါဘူးနံပါတ်1မင်းသွေး မင်းသွေးကတော့အလုံးထိကြတဲ့အတိုင်းနိုင်ငံကျော်တယောက်ဆောင်နေတို့ရဲ့ညီအရင်းပဲဖြစ်ပါတယ်။ငယ်နမယ်ကနေမင်းအောင်ဖြစ်ပြီးနေတို့ထက်အသက်၅နှစ်ငယ်ပါတယ်။သူကနေတို့တယောက်အောင်မြင်ကြော်ကြားနေချိန်2008ခုနှစ်မှာအကိုရဲ့အောင်မြင်မှုအရှင်ဝါနောက်လိုက်ပါခဲ့ပြီးဗီဒီယိုကားများစွာရိုက်ခွင့်ရခဲ့သူလည်းပဲဖြစ်ပါတယ်။ အကိုဖြစ်သူနေတော့ကလည်းညီငယ်ကိုသူ့ရဲ့ရုပ်ရှင်တွေဖြစ်တဲ့စာမျက်နှာ15ချက်ချောက်ချောက်တို့ကားမှာထည့်သွင်းရိုက်ကိုရင်အမှုပညာလမ်းကြောင်းပေါ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့မင်းသွေးကအကိုဖြစ်သူနေတော့လောက်တယောက်ဆောင်မကောင်းသလိုမျိုးလုံးအကြည့်တွေစကားပြောဆိုတွေကတယောက်ဆောင်အရေးအသေးမမီပဲတဘာဝမကြတာကြောင့်မင်းသွေးကိုသဘောကျတဲ့သူတန်းမကြိုက်တဲ့သူကပုံများခဲ့ပါတယ်။အကိုဖြစ်သူရဲ့အရှင်အဝါကိုမင်းသွေးတယောက်မကြော်နိုင်ခဲ့ပေမဲ့သူကအသက်တည်ဆုံးသွားတဲ့ဒီအမှုပညာကိုလက်မလျှော့ခဲ့ပါဘူး။ 2018ခုနှစ်နဲ့2019ခုနှစ်မှာမုံဆွဲနဲ့မဟူရရုပ်ရှင်ရုံဇာတ်ကားကြီးကိုရုံတင်ခဲ့ချိန်မှာတော့သူရဲ့တယောက်ဆောင်ဆွဲရည်ဟာအရင်ကနဲ့မတူပဲထူးခြားကောင်းမွန်နေတာကိုအန်အော့စာတွေ့လိုက်ရတဲ့နောက်ရုံထဲမှာပြည်သက်တည်းရဲ့ချီးကျူးမှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ်နှမျောစရာကောင်းတာတစ်ခုကတော့အဲ့ဒီရုပ်ရှင်ကားကြီးတွေယုံမတင်ခင်မှာပဲရုတ်တရက်နှလုံးရက်တိတ်ဆုံးသွားတာကြောင့်သူကိုချီးကျူးကြတဲ့စကားသံတွေကိုကြားခွင့်မရလိုက်ရှာပါဘူး။နံပါတ်1တန်းကြီး အခုချိန်မှာဒရိုက်တာတယောက်ဖြစ်လူပညာလမ်းကိုရှောက်လန်းနေတဲ့တာကြီးကတချင်ကတော့ယနေ့အချိန်ထိပြည်သက်တွေရင်းနေနေရယူထားတဲ့တရုတ်ဆောင်ဒွေးခေါ်တာကြီးရဲ့ညီအရင်းပဲဖြစ်ပါတယ်။မြန်မာကတော့တဲမောင်ဖြစ်ပြီးဒွေးနဲ့အသက်၁၇နှစ်กว่าပါတယ်။ တန်းကြီးတယောက်တယောက်ဆောင်ဖြစ်လာပုံကတော့မိခင်ဆုံးပြီးတဲ့နောက်မူရစေဝါရဲ့တုံးဆွေးလေလွင့်နေတဲ့သူကိုတွေ့ရဲ့ညီဆိုပြီးပြည့်ပြည့်ချာနေအဲ့ဒီတာဦးမြခိုင်ရဲ့ဇနီးက1996ခုနှစ် MTV တပုတ်မှာထဲသွင်းတယောက်ဆောင်ဇီးရင်ကနေလူမြန်လောကထဲဝင်ရောက်လာတာပဲဖြစ်ပါတယ်။တန်းကြီးကမင်းတွေ့တဲ့ပူတာရယ်ဆိုတဲ့အချက်ကသူဟာတွေ့ရဲ့ညီဖြစ်အောင်တာမကမင်းသားကြီးကျော်ဟင်းလိုလူကိုဦးလေးတော်ထားရတာကြောင့်တကယ်တယောက်ဆောင်ဆရာကြီးနှစ်ယောက်စီကနေအနိကပညာများစွာရရှိခဲ့တယ်လို့တွေ့ကလည်းတန်းကြီးကိုသူ့ရဲ့ရုပ်ရှင်တိုင်းလူလိုမှ ဆွဲခေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့တရုတ်ဆောင်ဆွဲရင်ကမတိုးတက်ပဲတော်တော်လေးနေပါတဲ့အပြင်အကိုပြည့်သူဒွေးရဲ့အရှင်ဝါကကြီးလွန်လို့ဘယ်လိုမှမကြော်နိုင်ပဲဒီကနေ့လို့ဒရိုက်တာတယောက်မဖြစ်လာခင်သူ့ရဲ့တရုတ်ဆောင်ဘဝတမိုင်းမှတ်တိုင်ဟာဒုတိယမင်သားဖီလိန်ဒါမှမဟုတ်မင်သားတကယ်ချင်းဇက်ကောင်တွေအဖြစ်သာအဆုံးသတ်ခဲ့ရပါတယ်။နံပါတ်3စိန်ဖြိုးလှိုင် အခုချိန်မှာတော့စိန်ပြူအန်ရီဆိုပြီးတော့ဇနီးဖြစ်သူကြီးပွင့်ဖြူနဲ့အတူခီးတော့ vlog တွေရရင် vlogger ဘဝနဲ့အသက်မွေးနေတဲ့စိန်ဖြူလိုင်ကတချင်ကတော့တေးဆောင်လောကမှာနမဲကျော်မင်းသမီးနနာလှန်ရဲ့မောင်ငယ်ဖြစ်သူနုပညာနမဲမောင်အဖြစ်တေးဆောင်အလုပ်ကိုလုပ်ကင်ခဲ့တာပဲဖြစ်ပါတယ်နမဲကလည်းစမ်းတလို့နနာလှိုက်မောင်ဆိုတဲ့အချိန်နဲ့တေးဆောင်ဘဝအစမှာတော့စိန်ဖြိုးလိုင်ခေါ်မောင်ကိုပြိတ္တတွေကချစ်ခင်ပေးခဲ့ကြပါတယ် ဒါပေမဲ့အသက်မပါတဲ့တယောက်ဆောင်မှုတွေနဲ့ဘယ်လိုမှခံစားပြီးလို့မရတဲ့အတန်အပြင်အမဖြစ်စုနန္နာလိုင်ကမျက်လုံးအိုက်တင်အလွန်ကောင်းမွန်ပြီးအကယ်ဒမီကိုပါစကူးရရှိခဲ့ပေမဲ့ချင်းပြည့်ရဲ့အိုက်တင်တွေလွန်လာတဲ့မျက်လုံးတွေကြောင့်ပရိသတ်ကသူ့ရဲ့နှုတ်ပညာကိုလက်ခံမပေးနိုင်တော့လို့တယောက်ဆောင်လောကကနေတခဏလွင့်ပြောက်ခဲ့ရပါတယ်သူရဲ့ဇနီးဖြစ်တဲ့ရီရီပွင့်ပြူကလည်းတယောက်ဆောင်လောကမှာမအောင်မြင်တဲ့ဇက်ဖို့နေရာကောင်းကောင်းတော့မရခဲ့တဲ့သူပါ ဒါပေမဲ့တက်ဆောင်ဘဝမှာစမ်းမပါတဲ့သူတို့လင်များနှစ်ယောက်ကအခုချိန်မှာတော့ခီးသွား vlog တွေရရင် online မှာကနေဝင်ငွေများစွာရရှိနေကြတဲ့သူတွေဖြစ်လာပါပြီ။နံပါတ်၄ရှင်းမြက်တက်ဆောင်ရှင်းမြက်လို့ပြောလိုက်ရင်ပြိတ္တကြီးတို့အနေနဲ့ဘယ်သူတော့ဘယ်ကတက်ဆောင်လဲကြားတော့မကြဘူးဘူးဆိုပြီးတုတ်ပြန်လိုက်မယ်လို့ထင်ပါတယ်။ မင်းမြင့်မုံမောင်ဆိုပြီးပြောမှသာအော်သူလားဆိုပြီးတတိယသွားလောက်မဲ့အချိန်လေးထိဖြစ်ရလောက်အောင်ကိုရှင်းမြတ်ဟာမင်းမြင့်မုံမောင်ဆိုတာကလွဲလို့တိရဆောင်လောကမှာလောက်လောက်လာလာမဖြစ်ထွန်းသူတယောက်ဖြစ်ပါတယ်သူတို့မောင်နှမနှစ်ယောက်ရဲ့ထူးခြားတဲ့အချက်ကတခြားသွေးသားရင်းမောင်နှမတွေကယုံချင်းတစ်ချက်တစ်ချက်စင်ယုံလောက်ဆိုပေမဲ့ရှင်းမြတ်နဲ့မင်းမြင့်မုံကတော့တတုတ်ကိုယုံချင်းတူလွန်းလို့ရှင်းမြတ်ကိုစပင်တူစုပေးလိုက်ရင် မင်းမမုံပဲလို့ပြိတ္တတွေကပြောရလောက်အောင်ဒီရုပ်ရည်ကထထူဖြစ်နေတာပါဒီအချက်ကပဲရှင်းမြတ်တဲ့အောင်နုပညာလောကရဲ့ဝင်ဖို့လွယ်ကူခဲ့တယ်လို့ဒီအချက်ကြောင့်ပဲသူဟာအောင်မြင်ဖို့အကြရှုံးနေတာပါ ရှင်မြဟာ Forever Group ကိုစောင့်ဝင်တဲ့ကမင်းမြင့်မိုးရဲ့အရှင်ဝါကိုတုံးပြီးဝင်ခဲ့ပါတယ်။ဒါပေမဲ့သူနဲ့အတူတူဝင်လာတဲ့ဝေလာရီ၊မင်းပုံမြတ်ရှင်မွေလာတို့ကနေရာတစ်ခုကိုရောက်နေပြီမဲ့ရှင်မြကတော့အခုချိန်ကြီးမင်းမြင့်မိုးရဲ့မောင်ဖြစ်နေဆဲပါပဲ။သူက MRT4 တယောက်ဆောင်တင်နန်းသားဘဝတော်ကလည်းလောလောလာလာမကြိုးစားခဲ့သလိုတယောက်ဆောင်ဘဝရောက်လာတော့လေပြီးလာတဲ့အခွင့်အရေးတွေပေါ်မှာထူးခြားပြောင်မြောက်တဲ့တယောက်ဆောင်ဆွေးရည်တွေကိုမပြနိုင်ခဲ့ပါဘူး။ မေမြင့်မူတာအကယ်ဒမီတစုရရှိခဲ့ပေမဲ့ရှင်းမြတ်ကတော့ယနေ့အချိန်ထိတရုတ်ဆောင်ရောင်ရောင်မော်ရယ်ရောင်ရောင်နဲ့သူ့ကိုတီးတန့်ခေါ်ရိုက်တာမဟုတ်ပဲမေမြင့်မူနဲ့တပါးတည်းတွဲလာမဲ့အခွင့်အရေးတွေကိုမျှော်နေရတော့မဲ့ဖြစ်ပါတယ်။နမန်ကအဲလာရွှေစင်အဲလာရွှေစင်ကတော့အများသိကြတဲ့တရုတ်ဆောင်မင်းသားကျော်ဟင်းဝင်းရဲ့ညီမအရင်ဖြစ်သူပဲဖြစ်ပါတယ်။ 2020သုံးနှစ်ဆက်တိုင်အကယ်ဒမီစုပေးပွဲမှာရွှေချိုတယောက်ဖြစ်လာရကနေစပြီးလူပညာလောကရဲ့ဝင်ရောက်လာခဲ့တာပါရွေချောမော့ကကိုလုံးကိုပေါအကျိုးအစားပြည့်ပြည့်ပေးပေမဲ့လည်းအနုပညာတတန်း၅နှစ်ကျော်လာတဲ့ဒီထူးခြားတဲ့တယောက်ဆောင်ဆွဲရင်မျိုးမတွေ့ရသလိုအကိုဖြစ်သူအနုပညာလောကဝင်ကာစားတော့ကလို့ရေပဲမဆလာသေးပါဘူး ဟွေယန်ကလည်းတက်ဆောင်ညံပြင်းတဲ့မင်းသားတယောက်ဖြစ်နေမယ်ကြီးပဲမဲ့ရုပ်ရည်ချုံမော့ကတန်ရှင်းစမှတ်ကြတဲ့ပုံရိပ်တွေကြောင့်ဗီဒီယိုခစ်မှာဆယ်ကျော်သက်နှကန်းနီမာလေးတွေရဲ့အသေးစွဲမင်းသားဖြစ်ခဲ့ပါတယ်။သူတို့ကိုယ်တိုင်ပတ်စံထုတ်ရိုက်ကူးခဲ့တဲ့မျက်နှာဖုံး series ဟာလည်းဇလန်ဆက်အိတ်ထူးခြားကောင်းမွန်တဲ့ series တစ်ခုဖြစ်ပေမဲ့လည်းဆိုဗီယက်သူစင်နဲ့တခြားသောစီနီယာတယောက်ဆောင်တချို့ကလွဲလို့အလာရွှေစင်ကတော့ပရိသတ်စီကထူးခြားတဲ့မှတ်ချက်တစုံတရာမရရှိခဲ့ပါဘူး။ အခုတင်ဆက်ပေးခဲ့တာကတော့သွေးသားရင်းချာညီအကိုမနှမတွေဖြစ်ပေမဲ့သူတို့အကိုအမတွေလို့မှတ်တိုင်တစ်ခုမထူထောင်နိုင်ခဲ့တဲ့တယောက်ဆောင်တွေပဲဖြစ်ပါတယ်ဒီပြုဆောင်တွေကိုကြည့်ရင်လည်းအရေးချင်းကအတိကအရေးချင်းနဲ့စူးစမ်းအထောက်မှုမရှိရင်နောက်ခံ background ဘလောက်ကောင်းကောင်းဘလောက်ပဲဆွဲခေါ်အားပေးတဲ့သူများများဘာမှမဖြစ်လာနိုင်မှုဆိုတဲ့သင်ခန်းစာလေးရရှိကြမယ်လို့မျှော်လင့်ပါတယ်။ Channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးကိုဒီကနေ့ပဲနှုတ်ဆက်လိုက်ပါရစေ။